ဟုတ်ကဲ့အားလုံးမင်္ဂလာပါပူပူဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ပါလာပြီးတော့ share ပေးလဲဆိုတော့ပုံမှာပြထားတဲ့အတိုင်းပဲပေါ့နော်အခုပေးထားတဲ့ကရိယာလေးတွေကိုတွဲလိုက်မယ်ဆိုလို့ရှင်စကားစုဖြစ်ပါတယ်နော်အဲ့ဒါကိုယ်ကဘယ်လိုတွဲမယ်ဆိုတာပဲလို့ပါတယ်အာတွဲပုံတွဲနည်းလေးတွေကျွန်တော်ပြထားပါတယ်အဲ့ဒါဘယ်လိုတွဲလဲဆိုတာနံပါတ်၄တွေနဲ့ကျွန်တော်ရှင်းပြထားပါတယ်အာโอเคအဲ့ဒါဘယ်လိုလဲဆိုတာကျွန်တော်ပြမယ် နံပါတ်1မှာပေါ့နော်အာနံပါတ်1မှာဆိုလို့ရှိရင်ညှို့စာပေါ့နော်နံပါတ်1မှာဆိုလို့ရှိရင် gin khao ဆိုတာ gin khao ဆိုတာတမင်စာပေါ့နော်အာလွလွဲတဲ့စကားလေးအရင်လေးကြီးကျွန်တော်ပြောပြမယ်နော် gin ဆိုတာစားတီအာပုံမှာပြတာပါတယ် gin ဆိုတာစားတာကိုပြောတာပြောတာဖြစ်ပါတယ် khao ဆိုတာဟိုတမင်ပေါ့နော်အာတမင်ကိုကြတော့ khao လို့ပြောတာဖြစ်ပါတယ် ဲ့ဒါနှစ်ခုပေါင်းလိုက်မယ်ဆိုกินข้าวกินข้าวဆိုလို့ရှင်မင်းစာဖြစ်သွားမယ်เนาะโอเคနောက်တစ်ခုသွားမယ်အနံပါတ်2ပေါ့เนาะနံပါတ်2မှာကြာတော့ blue တွေ blue တွေရှိလဲဆိုတော့အာยีเต้าปอนเนาะยีเต้าจ้ะတော့ดื่มน้ําดื่มน้ําอะไรยีเต้าปอนเนาะโอเคเอาตะคู่ชิซีโอคั่วปะมั้ยอ่าตะคู่ชิซีคั่วปะมั้ยสมมุติปอนเนาะอ่าดื่มดื่มสร้าเต้าตาเนาะเต้าตาจ้ะတော့ดื่ม ดื่มสรตอตาโอเคนอกกัวน้ําน้ําสรยิวပြောတာဖြစ်ပါတယ်အာနှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ดื่มดื่มน้ําဆိုလို့ရှိရင်ยีตอตาဖြစ်ပါတယ်เนาะโอเคအမှန်ဆိုဒီချီခံလေးတွေတီးလို့ရှိရင်လည်းရပါတယ်เนาะဒါဒါကရိယာချက်ချင်းတွဲလို့ရှိရင်စကားစုဖြစ်တာကိုပြတာဖြစ်ပါတယ်နံပါတ်3မှာကြတော့ဗာလဲနံပါတ်3မှာကြတော့ဒူနန်ဒူနန်ဆိုရွေးရှင်ကြည့်တော့ဗောနော်ရွေးရှင်ကြည့်သည်ဆိုတာကိုဒူနန်ဆိုပြီးတော့ ောတာဖြစ်ပါတယ်။ Okay အဲ့ဒါကိုကျွန်တော်တို့ခွဲကြည့်မယ်။ပထမဆုံးက do do ဆိုတာကြည်တာဖြစ်ပါတယ်။ကြည်တီပေါ့နော်။ကြည်ကြည်တီကြည်တော့ကြည်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ Okay နန်းဆိုတာကဘာလဲ။နန်းဆိုတာရုပ်ရှင်ကားကိုပြောတာဖြစ်ပါတယ်။ရုပ်ရှင်ကားကိုနန်းဆိုပြီးတော့ပြောတာဖြစ်ပါတယ်။နှစ်ခုပေါင်းလိုက်တော့ do နန်းဆိုတာကြတော့ရုပ်ရှင်ကြည်တီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်။ Okay ဒါလေးတွေသိထားမှလို့ပါတယ်။အာပြီးတော့နောက်တစ်ခုသွားမယ်နောက်တစ်ခုနံပါတ်၄ ံပါတ်၄မှာကျတော့ဗာလဲဆိုတော့အာထိုင်းစကားပြောသည်ပေါ့နော်ဟိုမှာထိုင်းစကားပြောသည်ထိုင်းစကားပြောသည်ဆိုတဲ့အတိပဲဖြစ်ပါတယ်အဲ့အဲ့အိုးကျတော့တစ်ခါပြန်ပြီးတော့တလုံးချင်းကရိယာတစ်ခုချင်းစီကိုခွဲမယ်ဆိုလို့ရှိရင်ဖူးပေါ့နော်စာရေးတာမှာโอเคထားလိုက်ပါနော်ဒါအဲ့ဒါဝိုင်းထားတာဖူးဆိုတာပြောသည်ဖြစ်ပါတယ် ဖူးဆိုတာပြောတည်ပြောတော့ပြောတဲ့ဖြစ်ပါတယ်နော်အာစာရေးတာနည်း sorry ပါမှားပါလို့ okay နောက်တစ်ခုကကြတော့အာภาษาไทยနောက်တစ်ခုကကြတော့ภาษาไทยဟောဒီမှာဖြစ်ပါတယ်ภาษาไทยဆိုတာကြတော့ဒိုင်းစကားဖြစ်ပါတယ်ဟောဒိုင်းစကားကိုภาษาไทยဆိုလို့ပြောတာဖြစ်ပါတယ်အဲ့ဒါကိုတွက်လိုက်မယ်ကွာတွက်လိုက်ရင်ဘလို့ဖြစ်သွားမယ်ဆိုတော့ဒီမှာပေါ့နော်ဖူးภาษาไทยဆိုလို့ရှိရင်ဗာအဓိပ္ပာယ်လဲဆိုတော့ တိုင်းစကားပြောဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နော်အဲ့လိုမျိုးတွဲလိုင်းယူမယ်နော်အဲ့လိုမျိုးတွဲလိုင်းယူမယ်ဖူးဘာသာထိုင်းဆိုလို့ရှိရင်တိုင်းစကားပြောသည်ပြောတော့အေးတိုင်းစကားပြောတာတိုင်းစကားပြောတာဆိုလို့တဲ့အတိတ်ပဲဖြစ်ပါတယ် Okay နောက်တစ်ခုသွားမယ်နံပါတ်5ပေါ့နော်နံပါတ်5ကြတော့ဘယ်လိုလဲဆိုတော့နံပါတ်5အလဲသွားတီပေါ့နော်အလဲသွားတီဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အလဲသွားတီဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့ဒါကိုကြတော့ဘယ်လိုပြောလဲဆိုတော့ တလုံးတလုံးချင်းစီခွဲပြီးပြောမယ်ဆိုလို့ရှိရင်ဘိုင်းဘိုင်းဆိုတာကသွားတီပေါ့နော်သွားတာကိုဆိုလိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် TO 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 ဒါ TO ပေါ့နော်အန်ဒူရီယာကူက TO TO ဆိုတာအလဲသွားတာကိုဆိုလိုတာဖြစ်အလဲကိုကြတော့ TO ဆိုပြီးတော့ TO ဆိုတာအလဲသွားတာကိုဆိုလိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါပေါင်းလိုက်ရုံပါပဲနော်ပေါင်းလိုက်တယ်ဆိုလို့ရှိရင်အဲ့လိုပေါ့နော် ီလိုဖြစ်ပါတယ်အပိုင်ထီယောပိုင်ထီယောဆိုလို့ရှိရင်အလဲသွားတာကိုဆိုလို့ရဖြစ်ပါတယ်အလဲသွားတီပေါ့နော်အလဲသွားတီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပိုင်ထီယောအခုမယ်လို့ထင်ပါတယ်အာနောက်တစ်ခုသွားမယ်အဲ့ဒါဆိုရင်နောက်တစ်ခုကအော်ဗာလဲဆိုတော့အတုံးများတဲ့စကတွဲတုံးကရိယာများပေါ့နော်အာအဲ့ဒါကြောင့်ဗာလဲဒါကြတော့ဗာနဲ့ဆိုင်လဲဆိုတော့ပစ္စည်းဝယ်တာပေါ့နော်ဆိုလိုတာပစ္စည်းဝယ်သည်ဆိုတာကိုဒီမှာဖြစ်ပါတယ် ပစ္စည်းဝယ်သည်ဆိုတာကိုကြတော့အာဘယ်လိုပြောမလဲပစ္စည်းဝယ်သည်ဆိုတာစူးခေါင်စူးခေါင်ဆိုတာပစ္စည်းဝယ်တာကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒါကိုတေချာလေးခွဲလိုက်မယ်ကွာဝယ်သည်ဆိုတာကြတော့စူးစူးဆိုတာဝယ်သည်ဝယ်တော့ဝယ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အာပစ္စည်းတွေဟူသမျှကိုကြတော့ခေါင်ของဆိုတာပစ္စည်းတွေပေါ့เนาะပစ္စည်းတွေကိုของဆိုပြီးတော့တောင်းတာဖြစ်ပါတယ်เนาะ ခေါင်းဆိုတော့ပစ္စည်းတွေဆိုလိုတာဖြစ်ပါတယ်အဲအဲ့ဒါနှစ်ခုပေါင်းလိုက်မှာကွာနှစ်ခုပေါင်းလိုက်တော့ซื้อของซื้อของဆိုပစ္စည်းဝယ်တာเนาะပစ္စည်းဝယ်တာซื้อของซื้อဆိုတော့ဝယ်သည်ဝယ်တော့ဝယ်တယ်ของဆိုတာပစ္စည်းပေါ့เนาะซื้อของဆိုတာပစ္စည်းဝယ်သည်ပစ္စည်းဝယ်တယ်ပစ္စည်းဝယ်သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคသဘောပေါက်မယ်လို့ထင်ပါတယ်เนาะโอเคနံပါတ်9ကိုသွားမယ်နံပါတ်9မှာကြာတော့အလုံးလုံးဒီပေါ့เนาะအဲ ပြောချင်တာအလုပ်လုပ်သည်ဆိုတာအနေပဲဖြစ်ပါတယ်အလုပ်လုပ်သည်ဆိုတာကိုအာအလုပ်ကိုကြတော့ time time ဆိုတာ time ဆိုတာလောက်တာကိုပြောတာဖြစ်ပါတယ်နော်အဲ့ဒါတခုတခုချင်းစီခွဲမယ်ဆိုလို့ရှိရင် time ဆိုတာလောက်တာကိုပြောတာဖြစ်ပါတယ်ငန်းဆိုတာကြတော့အလုပ်ကိုခေါ်ပါတယ်အာအလုပ်ကိုကြတော့ငန်းပေါ့နော် time ဆိုတာလောက်တည်ဖြစ်ပါတယ်နှစ်ခုပေါင်းလိုက်တော့ทํางาน tham nga so la alou lou ti phit pa phit pa de no da le ri နားလည်နေမှုလိုပါတယ်ခွဲလဲလို့ရှိရင်တခုချင်းစီခွဲလဲကရိယာတခုချင်းစီကိုခွဲလဲလို့ရှိရင်ဒီမျိုးစီဖြစ်သွားမယ်เนาะအဲ့ဒါတခါတည်းကြီးပြထားတယ် okay အာနောက်တစ်ခုသွားမယ်နောက်တစ်ရွက်သွားမယ်ဆိုတော့အာနောက်တစ်ရွက်မှာကြတော့ဘာလဲဆိုတော့လီယန်နန်းစု okay စာတင်တီပေါ့เนาะစာတင်တီစာတင်တီကိုဘယ်လိုပြောလဲเนาะဒီမှာစာတင်တီဆိုတော့စာတင်တီပေါ့เนาะအဲ့ဒီမှာ စာသင်သည်အဲ့ဒါကိုကြတော့ဘလို့ခွဲမယ်ကျွန်တော်ခွဲပြမယ် lien ဆိုတာတင်ယူတာဖြစ်ပါတယ် lien ဆိုတာတင်ယူတာနော်တင်ယူတာခုခုခုတင်ယူလို့ရှိရင် lien ဆိုပြီးတော့တုံးတုံးတာဖြစ်ပါတယ်နော် okay စာကိုကြတော့နှင်းစือနှင်းစือဆိုတာစာကိုခေါ်တာဖြစ်ပါတယ်စာကိုကြတော့နှင်းစือပေါ့နော်နှစ်ခုပေါင်းလိုက်တော့ lien နှင်းစือတင်ယူတဲ့စာကိုအာမြန်မာလူနဲ့အတိပ္ပယ်ပြန်လေတော့စာတင်တီဖြစ်သွားတယ်နော် မြန်မာလူနဲ့အတိပဲပြန်လေတော့စာတင်တီဆိုတဲ့အတိပဲဖြစ်သွားတယ်နော်အာလီယန်ငစူလီယန်ငစူဆိုတာစာတင်တီစာတင်တယ်ဆိုလိုတာပေါ့နော်โอเคသဘောပေါက်မယ်လို့ထင်ပါတယ်အနံပါတ်9ကိုသွားမယ်နံပါတ်9ကကြာတော့ဘာလဲဂိန်းစုတီဂိန်းစုတာကိုပြောတာ ဖြစ်ပါတယ်မှာနော်ဂိန်းစုတီဆိုတာကိုပြောတာဖြစ်ပါတယ်ဂိန်းစုတီပေါ့နော်အဲ့တော့ကြာတော့ဘယ်လိုပြောလဲလင့်ဂိမ်း link game so cái số tí bọn nó à cái số tí số đó link game so ok ad hậu được khu chân gì khuê mà quá lên số đó bà lẹ link số đó số tí cơ giá đi à cơ giá là luôn số đó lưu cho đó lên đó à là lên số đó cơ giá tí số tí bọn nó à tôi đi bây ạ ok game cho đó game lên game bọn nó à game số đó no? game khó là phải bà lẹ nó thì mà cho đó game số đó tông đấy game bọn nó လင့်ဂိမ်းဆိုလို့ရှိရင်ဂိမ်းကစားတယ်ဂိမ်းဆော့တယ်အဲလိုမျိုးရှိပါတယ်နော်အာ okay ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခုသွားမယ်နောက်တစ်ခုကကျတော့အောက်မှာဥပမာနေတယ်ပေါ့နော်နောက်ထပ်တိထားတင်တဲ့ဥစားကြီးပေါ့နော်အာနောက်ထပ်တိထားတင်တဲ့နော်ထိုင်ကရိယာများပေါ့နော်အဲ့ဒါကိုလာပြီးတော့ရှင်းပြရရှင်းပြဥပမာဖြစ်ပါတယ်နောက်ထပ်ဆိုတာ okay အဲ့ဒါကျတော့နံပါတ်1မှာအချက်အကြောင်းပြောသည်ပေါ့နော် အချက်အကြောင်းပြောတာကိုကျတော့ကိုချစ်တဲ့ကြောင်ပြောပြတာကို ဆိုလိုတာဖြစ်ပါတယ်နော်။မာချစ်ချောင်းပြောတယ်ဆိုတာကိုချစ်တဲ့ချောင်းပြောပြတာဖြစ်ပါတယ်။အဲ့ဒါကိုကျွန်တော်ဘယ်လိုပြောလဲ။ပြောပြောပြောတီဆိုတာကျွန်တော်ဘောဘောဆိုတာပြောတာကိုဆိုလိုတာဖြစ်ပါတယ်။အာချစ်တာကိုကျွန်တော် rag အာအဲ့ဒါနှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဘော rag ဆိုတာချစ်တဲ့အကြောင်းပြောတာပေါ့နော်ကိုချစ်တဲ့ကြောင်ပြောပြတာဖြစ်ပါတယ်နော်လူတရားရောက်ကိုချစ်တယ်ဆိုတာပေါ့နော်အဲကိုအဲ့ဒါကို ပြောပြမယ် solution box graph ပေါ့နော်ကိုကသူ့ပြောတယ်ချစ်တဲ့ကြောင်ပြောပြတာပေါ့နော်အဲ့လိုအဓိပ္ပာယ်ရှိပါတယ် okay နောက်ထပ်တစ်ခုကနံပါတ်1မှာပေါ့နော်နံပါတ်1မှာပါလဲให้กําลังใจให้กําลังใจให้กําลังใจเนาะအဲ့ဒါမရေးပေးထားဘူးအဲ့ဒါဘလို့ခွဲမယ်ခွဲမှာဒီလိုခွဲလိုက်အောင်မယ်เนาะ high ဆိုတာရှေ့က high ဆိုတာပေးတာကိုဆိုလိုတာဖြစ်ပါတယ်เนาะ ေးတယ်ပေါ့နော်ကမ္လန်ကြိုင်ဆိုတာစိတ်ခွန်အားဖြစ်ဖြစ်ပါတယ်စိတ်ခွန်အားကိုကမ္လန်ကြိုင်ပေါ့နော်ခွန်အားပေးတာဖြစ်ပါတယ်သူဟဲ့ကမ္လန်ကြိုင်ဆိုတော့ဘူးမှာဘလူးနေထားမှရှိလဲဆိုတော့ကျူစာတာကြီးကျူစာဆိုတာအဲ့လိုကိုကအားပေးစကားပြောတာဖြစ်ပါတယ်နော်တာကြီးကျူစာဆိုတာအားပေးစကားကိုဟဲ့ကမ္လန်ကမ္လန်ကြိုင်ဆိုတာပေါ့နော်ကိုရဲ့တစ်ဖက်လူကိုအားပေးတဲ့စကားဖြစ်ပါတယ်အဲဘလူးပြောမယ်ဟဲ့ကမ္လန်ကြိုင်ဟဲ့ဆိုတော့ကိုကပေးလိုက်တာ กําลังใจสออาปีเดปะเนาะงาอาปีเดสุเรดิเบဖြစ်သွားတာပေါ့เนาะให้กําลังใจสองาอาปีเดปะเนาะအဲ့လိုမျိုးဖြစ်ပါတယ်နောက်တစ်ခုကနံပါတ်3နံပါတ်3မှာတောင်းမန်တာပေါ့เนาะတောင်းမန်တာဆိုလိုထားတာဖြစ်ပါတယ်အဲ့ဒါကိုကျတော့ဘလူးခွဲမယ်ဆိုတော့အာဘလူးပြောမလဲဆိုတာအရင်ပြောမယ်ဘလူးပြောလဲဆိုတော့ခေါ်ထော့ခေါ်ထော့ဆိုတော့တောင်းမန်လိုက်တာပေါ့เนาะတောင်းမန်နေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါလေးကို ကရိယာတလုံးချင်းစီခွဲလိုက်မယ်ဆိုအဓိပ္ပာယ်ကလုံးဝကိုကွဲသွားလိမ့်မယ်နော်ဘလို့ကွဲသွားလဲဆိုတော့အဲအဲ့လိုပေါ့နော်ခေါ်ဆိုတာတောင်းတာဖြစ်ပါတယ်တောင်းတာပေါ့နော်ကိုကတောင်းတာတခုခုတောင်းမယ်ဆိုခေါ်ပေါ့နော်ခေါ်ဆိုတာကိုကတောင်းတာတောင်းတောင်းစီပေါ့နော်ခေါ်ဆိုတာတောင်းတာထော့ဆိုတာအပြစ်ကိုပြောတာအပြစ်ကိုပြောတာအပြစ်ကိုဆိုတော့အပြစ်ကိုထော့ပေါ့နော်အာ အပြစ်လုံးပြီးလို့ရှိရင်အဲ့လိုမျိုးအပြစ်ကိုပြောတာဖြစ်ပါတယ်เนาะအပြစ်ဆိုတာတနက်ပြစ်တာလို့ဘာလို့မဟုတ်ဘူးเนาะ Okay ပြစ်ဆိုတာအပြစ်ကိုထော့ပေါ့နော်အခေါ်ထော့ဆိုတာတောင်းတယ်ပေါ့နော်အပြစ်ကိုတောင်းတာဖြစ်ပါတယ်တေချာလေးမြန်မာလူနဲ့ပြန်မဆိုဒါပေမဲ့အဲသူရဲ့စကားရဲ့အဓိပ္ပာယ်ကတော့တောင်းမတ်နေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะခေါ်ထော့ဆိုတာเนาะအဲ့လိုမျိုးတောင်းမတ်နေစကားဖြစ်ပါတယ်အဲ့ဒါလေးနားလည်ထားမှုလိုပါတယ်เนาะ Okay နောက်တစ်ခုကပါလဲဆိုတော့ ဒီမှာဘောနောမှတ်ချက်လေးကိုရအောင်ကြည့်သွားပေးပါအဓိကမှတ်ချက်လေးကပို့ပြီးရည်ကြည့်ပါတယ်မှတ်ချက်လေးပါရည်ထားလဲဆိုတော့ထိုင်းတန်တတူကိုမြန်မာစာနဲ့နီးစပ်ဆုံးရည်ပေးထားတာပါတဲ့ဟုတ်ပါတယ်နီးစပ်ဆုံးရည်ပေးထားတာပါနော် အာလေးတန်ကိုတော့နားထောင်ပြီးလေ့ကျင့်ဖို့လိုပါတယ်နော်လေးတန်လေးတွေကိုကြတော့ဘယ်လိုပြောလဲဆိုတော့နားထောင်ပြီးကျွန်တော်ပြောတာကိုနားထောင်ပြီးတော့လေ့ကျင့်မှုတော့လိုပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့တချို့စကားလုံးများဟာတဲ့မြန်မာတန်နဲ့ အတိအကျမတူတော့ကြောင့်အတန်ကိုနားထောင်ပြီးလေ့ကျင့်ပါရန်အကြံပြုပါတယ်အဲ့လိုပြောတာဖြစ်ပါတယ်နော်အတူတန်လေးတွေကအနေမြင့်လေးတွေရှိတယ်နော်အဲ့လိုမျိုးတွေအတန်အနေဆိုပြီးတော့လည်းရှိသလိုအတန်မြင့်မြင့်ပြီးတော့ပြောတာလည်းရှိတယ်နော်အဲ့ဒါလေးတွေကအဓိကကြတယ်အဲ့ဒါကြောင့်ဒီကျွန်တော်အခုပြောနေတဲ့အတန်လေးကိုနားထောင်ပြီးတော့ပေါ့နော်လေ့ကျင့်ပေးပါလို့ပြောချင်ပါတယ်โอเคတငယ်ကြီးများအားလုံးစင်ပြေကြပါစေကျွန်တော် channel မှာလာရောက်ပြီးတော့ အာ follow မလို့ရတရင် follow လုပ်သွားပါပြီးလို့ရှိရင်ကျွန်တော်ကျွန်တော် channel မှာအမေးဖြေလေးတွေရှိပါတယ်ပြီးတော့ကျွန်တော် GB မှာအထိုင်းစကားပြောထိုင်းစကားပြောအာ GB ခန်းရှိပါတယ်နော်လာရောက်ပြီးတော့ဆက်သွယ်ပြီးတော့ဝင်လို့ join လို့ရပါတယ်အပြောလေးတွေညတိုင်း9နာရီနောက်ပိုင်းမှာကျွန်တော်တို့တနင်္လာစာလောက်အပြောလေးတွေလေ့ကျင့်ပေးတာဖြစ်ပါတယ် Okay တငယ်ချင်းများအားလုံးကျေနပ်မလို့ထင်ပါတယ်အားလုံး thank you ပါကျေနပ်ချင်ပါတယ်